မင်္ဂလာပါမင်းချနာတည်င်းချာနယ်ရဲ့ဇွန်လ3ရက်နေ့ရေဒီယိုအစီအစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာတပတ်အတွင်းကိုဗစ်လိုနာအသက်18ရောက်ထပ်တွေ့တယ်လို့စစ်ကောင်စီရဲ့ကျမရေးဝန်ကြီးဌာနကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်ငရင်ကယ်ဆယ်ရေးလူသားချင်းစာနာမှုအကူအညီတွေကိုစစ်ကောင်စီကနိုင်ငံရေးစစ်ရေးအဖြစ်အမြတ်ထုတ်တာတွေကိုတာစီကာကွယ်ဖို့လူထုလှုပ်ရှားမှုတရားလှုပ်ဆောင်မယ့်အကြောင်း ရက်ဖက်အဖွဲ့အစည်း90ကျော်ကဒီကနေ့စွန်လ3ရက်နေ့မှာပူပေါင်းထုတ်ပြန်လာပါတယ်။မော်စီစာကျေးရွာအနီးကကြောက်စိန်ကုမ္ပဏီတစ်ခုကိုဒီကနေ့တနင်္လာခန်းကစစ်ကောင်စီတပ်ကဒရုန်းပစ်ခတ်ခဲ့တဲ့အတွက်လူထိခိုက်ဒေဆုံးမှုတွေရှိရလို့ဒေတာခန်တွေကပြောပါတယ်။စတဲ့တဲ့တဲ့တွေကိုတင်ဆက်ပေးပါပါ။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူစောက်ဆိုင်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတပတ်အတွင်းကိုဗစ်လို့နာ19ရောက်ထပ်တွေ့တယ်လို့ စစ်ကောင်စီရဲ့အကြမ်းရေးဝန်ကြီးဌာနကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။နာမည်များနေကတင်ဆက်ပေးမှာပါ။မေလ25ရက်နေ့ကရယ်ဇွန်လ3ရက်နေ့အထိတပ်ခွဲနမူနာစုစုပေါင်း1988ခုကိုစစ်ဆေးခြင်းလူနာတစ်တွေကိုထပ်တွေ့ခဲ့တယ်လို့လည်းဆိုပါတယ်။ပြီးခဲ့တဲ့ပတ်ကတော့တပ်ခွဲနမူနာစုစုပေါင်း2954ခုကိုစစ်ဆေးချိန်ကိုဗစ်ရှိတဲ့သူ6ဦးကိုတွေ့ခဲ့ပါတယ် ဒါပေမဲ့ဒီအပတ်မှာတော့တက်ခွဲနမူနာစစ်ဆေးမှုတထောင်လောက်လျှော့သွားပေမဲ့ပိုးတွိသူအရင်အတွက်ကတော့သုံးချညီပါတိုးလာပါတယ်စိတ်ကောင်းစီကအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂလက္ခဏာတွေဖြစ်တဲ့ဖြာနာတာ၊နာစည်းတာ၊နာချေတာ၊ချောင်းဆိုးတာ၊လေပြီးနာတာစတဲ့လက္ခဏာရှိသူတွေအနေနဲ့လူထူထပ်တဲ့နေရာတွေကိုသွားတာကနေရှောင်ကျင်ဖို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်လူထူထပ်တဲ့နေရာတွေကိုမဖြစ်မနေသွားမယ်ဆိုရင်ပတ်စပ်နဲ့နှာခေါင်းစည်းကိုစနစ်တကျဝတ်ဆင်ဖို့လည်းတိုက်တွန်းထားပါတယ်။ စီကောင်စီရဲ့ကျမကြီးဝင်ကြီးဌာနအနေနဲ့ယောဂကုသခံရရင်ယောဂပင်ထန်နိုင်ခြင်းနဲ့အသက်ဆုံးရှုံးနိုင်ခြင်းမြင့်မားတဲ့သူတွေကိုယောဂထပ်ဆောင်ကကွယ်ဆေးကိုဦးစားပေးအနေနဲ့ထိုးနှံသွားမယ်လို့လည်းဆိုပါတယ်စီထူရမဲ့သူတွေကတော့အသက်60နှစ်အထက်ရှိသူတွေ၊စီချိုယောဂါ၊နာတာရှည်၊အဆုတ်ယောဂါ၊ကင်ဆာယောဂါရှိသူတွေ၊ကိုဝင်ဆောင်မိခင်တွေဖြစ်တယ်လို့လည်းသိရပါတယ် စီကောင်စီကမြန်မာနိုင်ငံမှာကိုဗစ်စတင်ကူးစက်ချိန်ကနေအခုနှစ်မေလ25ရက်နေ့အထိကိုဗစ်ဖြစ်ပွားသူ6သိန်းကျော်ရှိခဲ့ပြီး2000ကျပ်တည်ဆုံးခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်။ PDL2 အနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးပို့ချင်နေဆိုရင်တော့မြန်မာသတင်းချန်နယ်ရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်09956 333 3ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။ ငရင်ကဲဆေးလူသားချင်းစာနာမှုအကူအညီတွေကိုစစ်ကောင်စီကနိုင်ငံရေးစီရေးအဖြစ်အမြတ်ထုတ်တာတွေကိုတားဆီးကာကွယ်ဖို့လူထုလှုပ်ရှားမှုတရလှုပ်ဆောင်မဲ့အကြောင်းအရက်ဖက်အဖွဲ့အစည်း90ကျော်ကဒီကနေ့ဇွန်လ3ရက်နေ့မှာပူးပေါင်းထုတ်ပြန်လာပါတယ်။ Tracer တင်ဆက်ပေးပါပါ။လူသားချင်းစာနာမှုအကူအညီတွေငလင်ဘဲတင်ပြည်သူတွေထံ တရရောက်ရှိစေဖို့နဲ့အကူအညီတွေကိုလက်နက်တပွဲအသုံးချခံရမှုတွေရပ်တန့်စေဖို့အတွက်နိလန်တွေကိုလှုံ့ဆော်ဖို့နိုင်ငံတကာအစိုးရတွေ ASEAN UN agency တွေနဲ့ နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကိုစီယုံလို့ဆော်တိုက်သွင်းသွားမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လှုပ်ရှားမှုကိုတော့ပြည်တွင်းပြည်ပတော်လန်ရင်းနဲ့အရက်ဖက်အဖွဲ့အစည်းတွေကဇွန်လပထမပတ်ကနေနောက်ဆုံးအပတ်ချင်းပူပေါင်းဆောင်ရွက်သွားမယ်လို့တည်ရောက်ပါတယ်။လူသားချင်းစာနာမှုအကူအညီတွေကိုလက်နက်အနေနဲ့အသုံးချမှုရဲ့နာမည်နဲ့လူထုလှုပ်ရှားမှုလို့ဆောင်တွားမှလေးဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့က Richter scale 9.8အဆင့်ရှိတဲ့ စကိုင်းငလင်းကြီးလောက်ခိုက်ခဲ့ပြီးတော့နောက်ဆက်တဲငလင်းတွေလောက်ခိုက်ခဲ့ကပြည်သူလူထုတောင်းနေချီအိုးရင်အမြောက်အများပြစ်စီခဲ့ပြီးတေဆုံးထိခိုက်ဒဏ်ရာရမှုတွေလည်းရှိခဲ့တာလေးဖြစ်ပါတယ်စကိုင်းမန္တလေး ပကိုရှမ်းပြည်နယ်နေပြည်တော်ရို့မှထိခိုက်ခဲ့ပြီးတော့ပြည်သူ4493ယောက်သေဆုံးပြီး11366ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့2008ခုနှစ်နာဂိဆိုင်ကလုန်2023ခုနှစ်မူခဆိုင်ကလုန်ဖြစ်ပွားခဲ့တဲ့အချိန်မှာလည်းစေအိုစုဟာလူသားချင်းစာနာမှုအကူအညီတွေကိုနှောက်ယှက်ပိတ်ပင်တာနဲ့လက်နက်တပွဲအုံပြူရာတွေကိုပြုလုပ်ခဲ့ပြီးတော့အခုစကိုင်းငလင်းဖြစ်ပွားပြီးနောက်မှာလည်းအလားတူလှုပ်ဆောင်မှုတွေဖြစ်ပေါ်နေတယ်လို့ဆိုထားပါတယ်။ အခုအချိန်မှာတော့လှူရှာမှုကိုသွေးဆွငွေဖြတ်တော့ရဲစကိုင်းတိုင်းဒေသတပိတ်အရာစုရှေ့ပြေအတန်းဘာသာပေါင်းစုံငင်းချမ်းရဲ့ Institute ကချင် Legal Aid Group အပါအဝင် အဖွဲ့အစည်း55ဖွဲ့ကလှုပ်ဆောင်มาလေးဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်ကငလင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်စီအိုစုဟာနိုင်ငံတကာအပါအဝင်စုစုပေါင်းထောက်ပံ့ငွေမြန်မာကျပ်135တသမ86ဘီလီယံအမေရိကန်ဒေါ်လာနှစ်တသမ68သန်းရရှိခဲ့တယ်လို့ Blood Money သွေးစုံငွေအဖွဲ့ကထုတ်ပြချပါတယ်။အဲ့ဒီချိန်ကစကိုင်းငလင်ကဒေသုံတူ946ယောက်ကို တယောက်ချက်စေတဲ့နှုန်းနဲ့စုစုပေါင်းချက်3.546ဘီလီယံမန္တလေးကတည်ဆုံသူ2352ယောက်ကိုတယောက်ချက်78သိန်းနှုန်းနဲ့စုစုပေါင်းမြန်မာကျပ်ငွေ3.83ဘီလီယံထောက်ပံ့ခဲ့တယ်လို့မန္တလေးကငလင်ပေးတင်ပြည်သူတွေအတွက်တလားစာစံစီစာထောက်ပံ့ငွေချက်9.26ဘီလီယံထောက်ပံ့ချရလို့တည်ဆုံငွေအဖွဲ့ကဆိုပါတယ် ဒါကြောင့်မြန်မာကျပ်ငွေဘီလီယံ100ကျော်နဲ့နိုင်ငံခြားငွေနှစ်သက်သမား68တန်းဟာပေးရောက်နေလေဆိုပြီးတော့အသီးဆုံးငွေအဖွဲ့ကဂျွန်လနေရနေ့ကထုတ်ပြချပါတယ်။ကချင်ပြည်နယ်ဖက်ကမြို့နယ်လုံခင်ချေရွာအုပ်စုမော်စီစာချေရွာအနီးကကြောက်စိန်ကုမ္ပဏီတစ်ခုကိုဒီကနေ့တနားရီခန့်ကစစ်ကောင်စီတပ်ကဒရုန်းပစ်ခတ်ခဲ့တဲ့အတွက်လူထိခိုက်ဒေဆုံးမှုတွေရှိရလို့ဒေတာခန့်တွေကပြောပါရတယ်။ မော်စီစာချေးဝါအပိုင်းဆောင်းချင်းရက်ွက်မှာရှိတဲ့ကြောက်စိန်ကော်မတီတခုကယင်ရန်ရရတွေကိုမတိန်ထားတဲ့အတွက်စစ်ကောင်စီတပ်တွေကဒရုန်းနဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့မော်စီစာဒေတာခံအမျိုးသားတဦးရဲ့ပြောပြချက်အရသိရပါတယ်။အင်းဒရုန်းလည်းကဒရုန်းလည်းဝတ်ချက်တယ်ကောင်ကရှင်းတယ်ဒါကြောင့်လာပြတာဟုတ်တယ်အခုဒီလောက်ဒရုန်းနဲ့ပြင်မယ်လို့ပြောထားတော့အခုဖြစ်သွားတဲ့လူတွေကဘဖိုးတွေမသိမ့်ပဲအိမ်မှာထားထားလို့ရန်တွေလည်းအိမ်မှာထားထားရတဲ့ထင်တယ် ဒုံးကလည်းကျဲလိုက်တာကွတိအဲ့ဒါကြောင့်မလို့ပိုပြင်းသွားတာပေါ့ကောင်းချိန်ရွက်ကတင်အောင်ကြိုက်လောက်ွက်ဟောင်းနေရ COG ဖျားချောင်းအနီးကကြောက်စင်းကုမ္ပဏီကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်ဒေတာခိုင်အများစုရဲ့ပြောဆိုချက်အရစစ်ကောင်စီကပစ်ခတ်လိုက်တဲ့ဒရုန်းလို့သိရပေမဲ့နောက်ထပ်တိချအတိပြုနိုင်တာတော့မရှိသေးပါဘူးဆောင်းချင်ရက်ွက်ကကြောက်စင်းလောက်ွက်တစ်ခုမှာပောက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီးလူထိခိုက်ဒေဆုံးမှုတွေလည်းရှိရလို့ ောက်ထပ်မော်စီဇာဒီတာခံတူရဲ့ပြောပြချက်အရာသိရပါတယ်ဒီကနေ့မနေ့ပိုင်းမှာမော်စီဇာချေရွာကတစ်သုံးလုံးကြောက်စိန်တူဖော်ရေးကုမ္ပဏီဝင်းကကြောက်စိန်တူဖော်ရေးမှာတုံးတဲ့ရင်ရန်တရားတွေကိုစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်ပြခရရပိုင်းတွေကလည်းမော်စီဇာကျေးရွာမှာပဲကြောက်စိန်လုတ်ကွက်၃ခုကယင်ရန်နေရာတွေကိုဖမ်းဆီးတဲ့အပြင်မြေရှို့ဖျက်ဆီးတာတွေရှိခဲ့ပါတယ်။ဖက်ကမ်ဘက်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းတွေထဲကအင်အားတရာကျော်ပါစစ်ကြောင်းတစ်ကြောင်းဟာ မစီစာကြီးရွာကဖျားကုံမှဝင်ရောက်တဆွဲနေတာဖြစ်ပါတယ်။မိချနာဖက်ကန်လန်အတိုင်းတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာတလားလောက်အကြာမှာဖက်ကန်မျိုးအထိထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ TVC တောင်းရင်ဘေးထွက်ဆွေးကြိုးကဘာရီဖြစ်စေနိုင်လဲ TVC တောင်းရင်ဘေးထွက်ဆွေးကြိုးကဘာရီဖြစ်စေနိုင်လဲဆိုရင် TVC တောင်းရင် အသည်းကိုထိခိုက်စေနိုင်ခြင်းအသားဝါလာခြင်းပြုတ်အံ့လာခြင်းအစာအသောက်ပြတ်လာခြင်းအာရုံကြောထိခိုက်စေနိုင်ခြင်း ကြောက်ကထိခိုက်စေနိုင်ခြင်းအည်ပြားမှာနှီးခွင်များထလာခြင်းရှားလာခြင်းမျက်လုံးဝါလာခြင်းခေါင်းမူးလာခြင်းနားဥခြင်းစီးအယောင်အနီအောင်ပြောင်းလာခြင်းစတဲ့အခြေများ ဖြစ်စေနိုင်တာကြောင့်ဒီလက္ခဏာတွေဖြစ်ပေါ်လာပါကဆရာဝန်နဲ့ချက်ချင်းပြသဖို့လိုသလိုဈေးတောင်းနေတဲ့ကာလအတွင်းတစ်ခုခုထူးထူးခြားခြားဖြစ်လာတိုင်းဆရာဝန်နဲ့ပြန်လည်ပြသပေးပါနောက်ပြီး TVC ရဲ့ဘေးရွှေစုချိုအာနိသင်ကိုကြောက်ပြီး ီဆေးမတောက်ဖဲနေပါက TV ပိုးကအုံနောက်ထဲဝင်နိုင်ခြင်းအပြင်ပိုးကတကိုယ်လုံးပြည့်နှံ့သွားပါက အသက်အန္တရာယ်ဆွရင်ရတဲ့အထိဖြစ်စေနိုင်ပါတယ်။ဒါကြောင့် TV ဆေးတောက်ရင်ဒါရီတော့တိထားဖို့လိုပါတယ်နော်။ဘာရီတိထားရမလဲဆိုရင်သတ်မှတ်ထားတဲ့ TV ဆေးတောက်စဉ်ကာလအထိရပြည့်အောင်တောက်ပြီးပါ။ဆေးတောက်ချိန်ဆေးပြန်အမ်းပါက15မိနစ်အတွင်းပြန်လဲတောက်ပြီးပါ။သတ်မှတ်ထားတဲ့ကာလအတိုင်းပုံမှန်မတောက်ခြင်းမိမိဖာသာဆေးရက်ခြင်းများပြုလုပ်ပါကဆေးရင် င်ပါတဲ့ TV ဖြစ်သွားစေနိုင်ပါတယ်။စီးရင်ပါတဲ့ TV ဖြစ်သွားစေရင်ကုသဖို့ပုံမှုခက်ခဲသွားစေနိုင်တယ်လို့ တီဗီရဲ့သဘောတဘာဝကတစ်ချိန်ကုသတာထက်နှစ်ချိန်ကုသတာကပိုခက်ခဲနိုင်တယ်လို့နှစ်ချိန်ကနေသုံးချိန်ကုသရတာကပိုပြီးခက်ခဲစေပါတယ်။ဒါကြောင့်တီဗီဆေးကိုပုံမှန်တောက်ပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုပြေဝအောင်စားသုံးပေးဖို့လိုပါတယ်။ဘာတွေစားတောက်ပေးရမလဲဆိုရင်ကစီတက်၊နွားနို့၊အသားငါ၊တစ်တီ၊ဟင်းဒီဟင်းရွက်စတာတွေကိုလက်လက်ဆက်ဆက်စားသုံးပေးခြင်းကယောဂါကိုပျောက်ကင်းနှုန်းမြန် န်စီပါတယ်အာဟာရချို့တဲ့ပါကယောဂပျောက်ကင်းတော့နှေးကွေးစေနိုင်တာကြောင့်အာဟာရပြေဝဖို့အရေးကြီးပါတယ်နောက်ပြီး TVC တောက်နေချိန်ကိုယ်အလေးချိန်တက်လာပါက ယောဂါပျောက်ကင်းနှုံးမြန်စီပြီးကိုယ်လေးချိန်မတက်ပဲပိန်ကြနေပါကယောဂါပျောက်ကင်းနှုံးနှီးခွေးစီပါတယ်နောက်ပြီးချောင်းဆိုးပါကနှာခေါင်းစည်းများတက်ဆင်ပြီးပါလူထူသော အရက်နေရာများသွားခြင်းရှောင်ပြီးပါလက်ကိုဆက်ပြားနဲ့ဆေးကြောပေးခြင်းမျိုးပြုလုပ်ပြီးပါ ကိုယ်အုံးဆောင်များပစ္စည်းများတည်တံ့ခွဲပြီးအုံးပြုပြီးပါအိပ်ရေးဝဝအိပ်ပြီးပါရေများများတောက်ပြီးပါ ကိုလက်လှူရှားလေးခြင်းငယ်များပြုလုပ်ပြီးပါဆေးတောက်ချိန်ကာလအတွင်းအရက်တောက်ခြင်းဆေးလိပ်တောက်ခြင်းမျိုးအပြင်မိမိသဘောနဲ့အကိုက်ခဲပြောက်စီများတောက်ခြင်းမျိုးလည်းရှောင်ပြီးပါစားရာလေးတွေပြုလုပ်ပြီးခြင်းကယောဂါကိုတက်တာပျောက်ကင်းစေနိုင်တာကြောင့် TV ဆေးကိုအချိန်တစ်ခုထိရက်မမှန်တောက်ဖို့တော့မှားလိုက်ခြင်းပါတယ်ဥချနာသတင်းချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းအားနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။